မလ28ရက်ကအင်အားပြင်းငလင်ကြောင့်မြေကျွဝင်သွားတဲ့မန္တလေးစကိုင်းပီလာကွန်ဒိုကမြေဖွာ၃ကိုအသက်ရှင်လျက်ကဲထုံနိုင်ခဲ့တယ်လို့သိရပါဗျ။ကျွန်တော်အမိနဲ့ကလေးနှစ်ယောက်လုံး၁၁လွာလုံးပြိုကျနေတဲ့တိုက်ပုံတွေကနေအသက်ရှင်လျက်ကဲတင်ထုံနိုင်ခဲ့ပါပြီလို့ကာယကံရှင်ဖြစ်သူဦးနောင်က၎င်းရဲ့ Facebook အကောင့်မှာရေးသားထားပါဗျ။စက်တထက်အမြင့်ရှိတဲ့စကိုင်းပီလာကွန်ဒိုဟာအောင်မြေသာဆန်မြို့နယ်လမ်း60 22လမ်းနဲ့23လမ်းကြားမှာတည်ရှိပြီးမလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်၄ထပ်ခန့် မြေအောက်ကျဝင်သွားခဲ့ပြီးမြေပေါ်မှာခုနှစ်ထပ်ခန့်သာကျန်ရှိခဲ့တယ်လို့သိရပါဗျ ကျွန်တော်မြင်လဲရှာတွေ့ပြီးအသက်ရှင်လျက်ပါအသက်ကြီးတော့အောက်ဆီဂျင်ပေးအခုမှစားထုတ်ပြီးတာပါဘလို့မှမယုံနိုင်ဘူးတိုက်ကြီးတစ်ခုလုံးအောက်ထိပြိုကျသွားခဲ့ရာကနေအသက်ရှင်လျက်ပြန်တွေ့ရတာအဖက်ဖက်ကကူညီပေးကြတဲ့အကိုကြီးတွေရှောက်ဖွေကယ်ဆယ်ရေးအဖွဲ့တွေတိုက်ပြိုကျတဲ့အချိန်ကနေစပြီးမရက်မနာလောက်ကိုင်းဆောင်ရွက်ပေးကြတဲ့ပိုင်ယိုနီးယားကဝန်ထမ်းတွေအလုံးကိုကျေးဇူးတင်ရှိပါတယ်တခြားပျောက်ဆုံးနေတဲ့မိသားစုဝင်တွေလည်းအမြဲဆုံးပြန်လည်ရှောက်ဖွေတွေ့ရှိပါစေလို့ဆုတောင်းမြတ်တာပို့သအပ်ပါတယ်လို့ဦးနောင် Facebook အကောင့်ပိုင်ရှင်ကရေးသားထားပါတယ်။ လေးထပ်ခန့်မြေအောက်ကျွဝင်သွားတာကြောင့်လူအများအပြားပိတ်မိနေကြတာလည်းဖြစ်ပါတယ်။